တော်တွေပေါ်လာတော့ငုံရှိုးနေတဲ့အမှုပညာသွေးတွေကအုံကျွလာပြီးတော့မှ TikTok ပေါ်မှာကိုဟါကိုကင်မရာလေးထောင်ပြီးတော့မှ ရိုက်လိုက်တာနဲ့နေဟာတခါတည်းကိုဖြစ်သွားတဲ့ကိစ္စရင်းဆိုတဲ့ခါကျတော့မိခဲပြပုံပြဖုံးနေတဲ့တေကန်နီးမိန်းမကြီးတွေထလာကြတယ် မီးရပြဘုံတေကန်နီမိန်းမကြီးဒီနော်ဆိုတော့ TikTok ပေါ်မှာပို့ဆိုတယ်အဲ့မိန်းမနှစ်ယောက်သုံးယောက်ဆို TikTok ပေါ်မှာတော်တော်ဆိုတယ်ဟိုမိန်းမတစ်ယောက်ဆိုပို့ဆိုတယ်ဟိုလီကားလည်းရမ်းပေါ်မှာစောင်းစောင်းထိုင်ပြီးတော့မှတစ်ချိန်လုံးတစ်မိန်းရင်ရှားနေနေလဲရိုက်နူသီးတွေဖုံးတခါလဲရှားတွေတစ်ချိန်လုံးအဲ့လိုထုတ်ထုတ်ပြနေတဲ့မိန်းမတစ်ယောက်မရှက်ဘူးလားလည်းမသိဘူးသူတို့လူအဖြစ်တေကန်နီနေနောက်တစ်ခါစမိုင်းနာဒီပန်ဒီစ်တွေနော်ဒီဆက်စမိုင်းနာတွေဝစ်ပြီးတော့မှပန်ဒီစ်တွေ ਨੇ သူတို့ကိုသူတို့ဂေါ်ရယ်ပေါ့တခါတည်းကိုအဲ့လိုမျိုးတွေ ਨੇ လှုပ်ပြီးတော့မှကရင် မိမတွေနော်နောက်တစ်ခါတစ်ချိန်လုံးနိုးသီးနှလုံးကိုရမ်းပြီးတော့မှကပြနေတဲ့ဒူရင်ကျမမေးချင်တာဘာဒီအချိုးကြီးစွင်းရလဲဘာဒီအချိုးမြန်ရသွားလဲကောမန်ဒီမဖတ်ကြည့်ဘူးလားလူတယောက်ရဲ့ဂုံသိမ့်ဟာဟာ TikTok ပေါ်မှာတင်လိုက်တဲ့ဗီဒီယိုတစ်ခုပေါ်မှာရတဲ့ view ပေါ်မှာမူတည်နေတာလားကိုမိသားစုကိုဆွေမျိုးအတိုင်းဝိုင်း တားသမီးရှင်လည်းတားသမီးနော်ညီကိုမောင်နှမမိဘအားမနာဘူးလားဒီရတွေကိုဒီလိုတွေဖင်းနေရင်နေနဲ့ဒီလိုတွေဆက်စီတွေလောက်ပြတာကိုဘာအတွက်လဲအဲ့တော့ဆက်စီတွေလောက်ပြပြီးတော့မှကျွန်မခုနပြောသလိုပေါ့ဆက်စီတွေလောက်ပြပြီးတော့မှခန္ဓာကိုယ်ကိုအတုံးပြူပြီးတော့မှငွေရှာလို့ရတဲ့ရုပ်စင်းအင်္ကာနဲ့ခန္ဓာကိုယ်အချိုးအစစ်တွေဆိုလဲထားတော့ ကြီးလိုက်တာနဲ့နေကိုလင်းစိတ်သားစိတ်ကုံမဲ့ပုံစံမျိုးတွေကအဲ့လိုတွေလုပ်နေတာမရှက်ဘူးလားလို့ဟမ်ကျမတို့လိုလူမျိုးလုပ်ဆိုရင်နေကျမအောင်လေးတိန်းတထောင်ပေးမယ်ဆိုလဲကျမမလုပ်ရဲဘူးဆိုရှယ်ပေါ်မှာတက်လို့ကျမတို့ကလေကျမတို့အလုပ်သဘောသဘာဝအရာကျမတို့ TikTok လေးတွေရိုက်ရတယ်ကြော်ညာအတွက်เนาะဒီ page တွေမှာ sign တွေမှာယေဒနာ sign တွေကနေပြီးတော့ကျမတို့ယေဒနာလှလှပပလေးဝေထားတာလေးအတွက်ပြန်ပြီးတင်ဖို့အတွက်ယေဒနာလေးတွေကြော်ညာအတွက်ကျမတို့ TikTok လေးတွေရိုက်ရတယ်ဆိုရင်တောင်မှအဝိအစားလုံးုံအောင် မပေါ်တဲ့နေရာတွေမပေါ်အောင်မျက်နာအမှုအရာစက်တီရှိအောင်ထိမ့်သိမ့်ပြီးတော့မှရိုက်ရတယ်အပြန်ပြန်အလန့်လန့်အချိန်ချင်းကြည့်ပြီးတော့မှကိုကဆိုရှယ်မီဒီယာပေါ်မှာတင်တယ်ဒီဆို public sheet ကိုအရောက်ပို့တယ်မဟုတ်ဖင်းနဲ့ရိုက်ပြီးတော့မှလုံးချင်တာတွေလုတ်ပြီးတော့မှအော်နှလုံးနာစရာယွန်စရာတွေကိုဘာဖြစ်လို့ public တွေပေါ်မှာတင်ပြီးဘာကိုတားရတာလဲ ုတ်လားခန္ဓာကိုယ်ရဲ့မမြင်အပ်တဲ့အစိတ်ပိုင်းတွေပြရတယ်ဟာဆက်စီအမူအရာတွေလုပ်တယ်အေးအလှတာပတာလေးတွေခုနလိုပေါ့ခြေတန်းခေါ်လို့ရလို့ခြေတန်းဖွင့်လို့ရလို့လာပြီးတော့မှဟိုခုနကျမတို့ point site တွေဘာတွေမှလိုမျိုးပေါ့ဟာဒီလိုမျိုးနဲ့မလို့ခန္ဓာကိုယ်တွေကိုပြပြီးတော့မှလုံးဝလုံးမလို့ခြေတန်းတစ်ခုအရာလုံးရတယ်ဆိုရင်လဲထားပါတော့လူကြည့်လိုက်တော့အစီတစ်ထက်အသားတစ်ထက်တွေနဲ့အတုံးလိုက်အတစ်လိုက်တွေနဲ့เนาะတခါနဲ့ကျမမကဲ့ရဲ့ခြင်းမူရုပ်တည်ကြည့်တော့လဲနှစ်ပြားမတန်တစ်ပြားမတန်နေနဲ့မရှက်ဘူးလားလို့ သက်တွေကြည့်တော့လေတေကန်နီးနေပြီနော်ငယ်တော့တဲ့အရွယ်တွေလည်းမဟုတ်ဘူးအဲ့ဒီမိန်းမဒီနှစ်ယောက်သုံးယောက်တော်တော်ကိုစိုးတယ်အဲ့လီကားလည်းရမ်းပေါ်မှာတက်ထိုင်နေမိန်းမအဆိုးဆုံးညဘက်ဆိုလို့ရှိရင်လေကျမ်းမြင်ကြီးမှာမှောက်ပြီးတော့မှဒီကနေနိုသီးနှလုံးကြီးကိုမပေါ်ပေါ်အောင်ကြီးလှုပ်ပြီးတော့မှလေဟာရှားလေးတစ်ချိန်လုံးထုတ်ပြဟိုလိုတွေလှုပ်ပြဒီလိုတွေလှုပ်ပြပြီးရင်လေဟိုဖိနေတွေကိုလက်တွေကလော်ပြနေလှုပ်ပြနေတာတွေလေအင်မတန်ကိုစိတ်ပြက်စရာကောင်းတယ် တိုင်းပြည်နဲ့လူမျိုးနဲ့တိတ်ခါကြတယ် TikTok ဆိုတာလေကဘာတဝမ်းကိုပြန်တာဟာမြန်မာ user တွေမြန်မာမတွေဒီလိုလားအောက်တန်းချလိုက်တာဇင်ရိုက်ဆန်လိုက်တာဟာကြီးစမ်းမအောင်ပေါက်လို့ပဲစားဆန်လိုက်တာမြန်မာတွေကဒီလိုလားဆိုရင်တိုင်းပြည်နဲ့လူမျိုးမှာတိတ်ခါကြတယ်အမျိုးကောင်းတမင်းလေးတွေတိတ်ခါကြတယ်မရှက်ဘူးငါတေကန်ဒီမတွေမရှက်ဘူးလားမိမညီကိုမောင်နှမမိမိကိုယ်တိုင်ရဲ့ဂုံတိတ်ခါကိုပုံလေးကိုပြန်ကြည့်ရင်ကြိုက်သလား ကြည့်ရတာအဆင်ပြေလားအဆင်ပြေလားလို့ကိုယ့်ရဲ့ဗီဒီယိုတွေပြန်ကြည့်ရင်အိမ်မှာညားနေတဲ့ view တွေဆိုတာက comment ရောဝင်ဖက်ကြည့်ရလားကျမတို့မှလည်းကျမတို့လိုလူမျိုးကျမတို့လိုလူမျိုး bad comment တစ်ခုလာလို့ပေါ့ဆိုရင်ကျမတန်ဖိုးထားပြီးအများနဲ့ဖတ်တယ်အဲ့ bad comment သူဘာမြင်တာလဲဥမာဘာဖြစ်နေတယ်ပေါ့ဆိုရင်ကျမလည်းဟာဒါဆိုလို့ရှိရင်တော့စင်ကြင်ရမယ်ဒါဆိုရင်ဟုတ်တယ်စင်ကြင်ရမယ်သူဒီလိုမြင်တတ်ပါလားကျမနောက်အဲ့လိုမဖြစ်အောင်နေတယ် ဟုတ်လားရှက်လို့မျိုးရိုးဂုံတိတ်ခါကိုယ့်ရဲ့နောက်မျိုးဆက် ကိုယ့်ရဲ့ရှေ့မျိုးဆက်ကိုအားနာရမယ်မိမိကိုယ်တိုင်ရဲ့ image မိမိကိုယ်တိုင်ရဲ့ဂုံတိတ်ခါကိုလည်းအထီပါခံလို့မရဘူး အဲ့တော့ဆော့ပါ TikTok ဆော့လို့ရပါတယ်ကျမတို့လည်းလုပ်ပါတယ်ကျမတို့ဆိုရင်ဒါအလုတ်သဘောအရရောအာအဓိကတော့အလုတ်သဘောအရပုံများပါတယ်နော်ဝါသနာပါလို့ဆိုတာတဲ့အလုတ်သဘောအရပုံများပါတယ်ကိုကဒီအလုတ်နဲ့စီးပွားရှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကတော့အလုတ်သဘောအရတင်တာအလုတ်သဘောအရမရှိဘူးဆိုကျမ TikTok ပေါ်မှာဘာမှကျမတင်လေးတင်တာမရှိဘူးနော်အေးထုံးနဲ့ ဆိုတော့လေဒီလိုမျိုးလေးကိုပုံလေးတွေကိုပြန်ကြည့်ပြီးတော့မှတင်ပါကိုပုံလေးတွေကိုပြန်ကြည့်ပြီးတော့မှ social ပေါ်တင်ပါဘာဖြစ်လို့လဲဆိုတော့အမျိုးကောင်းသမီးလေးတွေအတွက်မြန်မာလူမျိုးမြန်မာမတွေဆိုတဲ့ဂုံတိတ်ခါကိုလည်းနည်းနည်းစောင့်ထိန်းကြပါဦးဟုတ်လားမြန်မာလူမျိုးမြန်မာဂုံတိတ်ခါဆိုတဲ့ဟာကိုလည်းနည်းနည်းလေးစောင့်ထိန်းကြပါဦး မြင်ရတာလေဘလို့မှအဆင်မပြေဘူးအဲ့တော့နောက်ဆိုလို့ရှိရင်အစိုးရကိုတောင်းမှနီးဥပဒေတွေထုတ်ပြီးတော့မှအဲ့လိုဟာမျိုးတွေကိုအေးအေးယူခိုင်းရမယ့်ပုံဖြစ်နေပြီကျမတို့တွေကစန္ဒပြုပွဲတွေလုပ်ရမယ့်ပုံဖြစ်နေပြီနော်မထော်မနန်းနေနဲ့ ဆူရှေပုံမှာတင်တဲ့ကိုယ့်ရဲ့ပုံရင်ဟာဘယ်တော့မှမပြောက်သွားဘူးကိုကဖြတ်လိုက်တယ်ဆိုရင်လဲသူများကဒေါင်းထားပြီးပြီဆိုလိုက်ဖြတ်လို့မရတော့ဘူးဒေါင်းတိဖို့လိုတယ်ဟာကိုကတော့တင်မိလိုက်တယ်နော်တင်မိလိုက်တယ်ဟာမားသွားတယ်ဖြတ်လိုက်မယ်အက်ဒီလုပ်လိုက်မယ်ပြင်လိုက်မယ်စာမားသွားလို့အက်ဒီလုပ်လိုက်မယ်သူများစကရင်ရှော့ယူသွားပြီဟုတ်တယ်နော်ဟာပို့တင်လိုက်တာအာဒီဗီဒီယိုဖိုင်ကြီးအဆင်မပြေလို့မလို့ဖြတ်လိုက်မယ်။သူများ recording ယူသွားပြီ။ ဟာတင်ထားတဲ့ TikTok ဖြတ်ချလိုက်မယ်။သူများဒေါင်းသွားပြီ။ကျွန်တော်တို့မြန်မာအမျိုးသမီးတွေထဲမှာဂုံတိတ်ခါရှိတဲ့အစင်တန်းမြင့်တဲ့ပညာတတ်ပညာမတတ်ကိုချင်းတရားကောင်းတဲ့အမျိုးသမီးတွေအများကြီးရှိတယ်။စွန်းစံနဲ့ကြွချီယွန်ဒီလိုပေါက်လို့ပဲစားရကြောင်းမလို့ကျမတို့မြန်မာနိုင်ငံကအမျိုးသမီးတွေရဲ့ဂုံတိတ်ခါကြာစင်းရတာတော့ရင်းနာတယ် ဲ့တော့ကျမမေးချင်တာအမကြီးများနော်အဲ့တော့ TikTok ပေါ်မှာဖင်ပြနို့ပြရှာပြဆက်စီတွေလုံးပြနေတဲ့အမကြီးများကိုမေးချင်တာကလုတ်တဲ့ရွယ်ချက်ကဘာလဲဝါဒနာပါလို့လုတ်တာလားအချိုးရှိအောင်လုပ်လေခန္ဓာကိုယ်ကိုပြပြီးတော့မှပတ်စံရှာချင်တာလားဒါဆိုလဲခန္ဓာကိုယ်အချိုးစစ်လေးလှလှပပလေးဖြစ်အောင်လုပ်နော်ရုပ်ရည်လေးကိုတခါတည်းကိုသူများခေါ်ပြီးတော့မှတုံးချင်အောင် ပတ်စံပေးပြီးသူများသိပေးခြင်းနဲ့စိတ်ဖြစ်အောင်လုပ်မဟုတ်ဖဲနဲ့ဆိုရင်တော့ကိုယ့်ရဲ့မမြင်သင့်မမြင်အပ်တဲ့အစီတစ်ထစ်အသားတစ်ထစ်တွေကိုဆိုရှယ်ပေါ်တင်မနေနဲ့ရှက်စရာကောင်းတယ်ကြက်ပဲမပြည့်တာလားယူပဲယူနေတာလားตามันမိမကောင်းဆိုရင်တော့မလုပ်ဘူးလို့ကျမကတော့ထင်တာပဲเนาะကြက်မပြည့်နေတဲ့ယူနေတဲ့မိမတွေမလို့ပဲနေမယ် အဲ့တော့ now မျိုးဆက်တွေအတူယူလွဲမှားပါမယ် TikTok ပေါ်မှာလူတိုင်းဟာပညာတက်နေတာမဟုတ်ဘူးလူတိုင်းဟာဘဝတုတ္တရတွေမြင်မာနေတာမဟုတ်ဘူးအတူယူလွဲမှားအောင်နေမလုပ်ပါနဲ့ main ကလေးတွေကလေးလေးတွေအခုဆို10နှစ်50နှစ်ဆိုရင်တော့ TikTok ကြည့်တတ်နေပြီဒီလိုဟာမျိုးတွေကိုအတူမြင်အသက်တင် ကျွန်မကတော့လေအဲ့လိုဟာမျိုးတွေမြင်တိတ်ယုံတာပဲတိတ်လည်းအထင်သေးတာပဲသိလားအော်မိန်းမတွေကြည်စမ်းအဲ့တော့ပြမယ်ဆိုလဲအကျိုးရှိအောင်ပြအကျိုးရှိအောင်မဟုတ်ဘဲနဲ့အလကားမှတ်တင်းနေတော့လုံမနေနဲ့လူယွန်စရာကောင်းတယ်နော် Facebook ပေါ်ကတေကန်ကြီးအမကြီးများ